မန်းကြော်နဲ့ဘူးတိကြော်နှစ်ခုထည့်ပေးဆောင်တော့လေးပေါ့နော်။သမင်းကြော်နဲ့ငရဲကြောင်းနဲ့ဆိုတာ6000ပေါ့နော်။ကဲမနက်စာစားဖို့အတွက်ရောက်နေပါပြီ။ဒီနေ့ကတော့ဒီမှာ DC မီဖို့ကြောင့်မှလာစားပါပေါ့နော်။ဒီမှာကတော့ရောင်မြမွေးငားရယ်၊နန်းကြီးတောက်တို့၊ခောက်ဆွဲတောက်တို့သမင်းကြော်လည်းရတယ်။ညသမင်းကြော်ရသေးလား။ဟောရရနော်။မွေးငားတော့ဟိုညက်လေးနဲ့ပြီးတော့ပွဲ။ မန်းကြော်နဲ့ဘူးတိကြော်နှစ်ခုထည့်ပြီးတော့ညီမထမင်းကြော်လေးငရမ်းကြော်လေးနဲ့ဟုတ်ကဲ့ငရမ်းကြော်လေးရနော်တော့ဝက်ချိုလည်းရကြက်မွန်လည်းရကြက်ဥလည်းရဩဒီမမဲကြော်လည်းရမဲကြော်သက်ပွဲရောရလားဟုတ်ကဲ့ကိုရတယ်ဟိုကအိုးဘဲဥပါထည့်ပေးအောင်နော်ဟုတ်ကဲ့ ဆိုင်နယ်မယ်လေးကတော့ DC မီးဖို့ကြောင့်လို့ခေါ်ပါတယ်။ဆိုင်အပြင်စင်လေးကလည်းတည်တည်တတ်တတ်လေးနဲ့မြန်မာမှုလက်ရာလေးတွေနဲ့အမှုပညာဆက်ဆံနဲ့ဖွင့်ထားတဲ့ဆိုင်လို့ပြောလို့ရပါတယ်။ဆိုင်ရဲလိမ့်စာလေးကတော့၄တောင်ကန်လမ်းမှာတင်ငန်းကျွန်းခက်ချီရမှတ်တိုင်အနီးမှာရှိတာပါ။ဆိုင်ဖွင့်ချိန်လေးကတော့မနက်၆နာရီကနေည9နာရီထိဖွင့်ပါတယ်။ ဆက်ပါတော့မယ်ခင်ဗျာတော့လောဘိုက်ကြီးပြောတယ်မယ်အကျော်တွေရောအကျော်ကလည်းနှစ်ချက်မန်းကျော်ရယ်ဘူတိကျော်ရယ်ပြီးတော့အိုးဘဲဝင်ပေါ့နော်ဒါကတော့ तू ကတပွဲဆိုရင်တော့အလုတ်ကိုက3000ရောင်းတယ်သူတို့ကလေအဲဒါ bless ကဒါ3မျိုးထည့်ထားဆိုရင် तू အားလုံးပေါင်းကြ9500လောက်ကြပါတယ်ဒီလမ်းမလေးထည့်မယ်အကျော်ရင်းနဲ့ဆိုတော့လုံးဝအမောက်ပဲ ကွက်မွေးငားကြတော့လေမွေးငားဆိုဘယ်မွေးငားမဆိုအကုန်သားသူတို့ဟင်းရချက်တဲ့ခါမှာငားနိုင်နိုင်လေးသုံးပြီးတော့ဟင်းရရတာအရှိုဓာတ်ကိုအဲ့ငားနဲ့ပဲသူကသုံးထားဆိုတော့လေဟင်းရရတာပြပြလေးနဲ့စားကောင်းတယ်မင်းမင်းရတယ်မဟုတ်ဟဲ့ရင်းတက်ကတော့သူကတပွဲကို၄တောင်ပေါ့နော်နဖယ်လေးတစ်ခုထည့်ထားဆိုတော့သူက၅တောင်ဖြစ်သွားတယ်ပေါ့နော် နည်းနည်းလေးပေါ့လို့နည်းနည်းလေးပေးပါလားရည်တုတ်လေးကနည်းနည်းလေးအရသာပေါ့နေပေါ့နော်ဆိုတော့အမှပြင်ခိုင်းထားပါတယ်အစုံတုတ်လေးပေါ့နော်အစုံတုတ်ကတော့သူကကြာစံပတ်များများလေးနဲ့တူပူးလေးတွေရောဘာတွေရောအစုံပဲဒီမှာ၆ရွက်လေးတွေရောပေါ့နော်သူလည်းငဖယ်လေးထည့်ထားပါလားဆိုတာလေအစုံတုတ်ရတာလေးကတော့အရှင်ပြေ၆ဆွဲနဲ့ကြာစံကပို့ပြီးတော့များနေပေါ့နော်ဒီအစုံတုတ်တစ်ပွဲရောက်သူကပုံမှန်ဆိုရင်တော့ 3500ပေါ့နော်ဖဖယ်လေးတစ်ခုထည့်တော့သူက4500ပါဟင်းဟမ်ဟိုမှာပတ်ဒီသမင်းကြော်ကသူကသမင်းစီစမ်းလေးလည်းရရတယ်ဒီလိုပဲပြုတ်သမင်းကြော်လေးလည်းရရပေါ့နော်လက်စားကျွန်မငရဲချောက်လေးနဲ့မှားထားတာပါကော်ပြူရှင်တော့ပြီးတော့သမင်းကြော်နဲ့ငရဲချောက်နဲ့ဆိုရင်ဒါ 6000ပေါ့နော်ဒီဘက်ကမှာအမဲကျော်လေးစားတင်တာလို့လည်းရတယ်ဒါကတော့အမဲကျော်အရှုပေါ့နော်ဒီကကျတော့အမဲကျော်အဆက်လေးပါအမဲကျော်လေးကျတော့တပွဲကို3000ပေါ့နော်ဝက်ရှုလည်းရှိရဝက်ရှုဆိုလည်းဝက်ရှုဝက်ဆက်ပေါ့နော်ဒါပုံမှန်ဆိုရင်တော့မနက်6:00နာရီကနေစဖွင့်တယ်ညဆိုရင်8:00နာရီတိရှိရတယ်။တနေ့ကုန်စားခြင်းလို့ရှိရင်လာစားလို့ရရဲ။မွေးကလုံးဝကြိုက်ပါတယ်။ပြီးသမင်းကြော်လည်းကြိုက်တယ်။ ဒီမှာလေး तू อ่ะဖွားဖွားလဲရဆိုရဲဒီမှာငွေငါဟင်းရ6လေးပေါ့เนาะဒါလေးလည်းရှိရဲ तू ကကြောက်တယ်မှာကပယ်ဆက်လေးရှိရဲဒါဆိုတထုပ်ကို4000ပါမုတ်ဖက်50ဒါအတွက်ဆိုပြီး तू ကထုတ်ထားရဲဒါလေးကြောက်တော့တထုပ်ကို1000ပေါ့เนาะအုံနှုတ်ခောက်ဆွဲလဲရရအုံနှုတ်ခောက်ဆွဲဆိုလဲဒီမှာဆိုင်မှာလဲရရဲပြီးတော့ तू ဟင်းရ6လေးလုတ်ပြီးထားရဲ तू ဆိုလဲအဲ तू ကလဲ1000ပဲ तू ကကြောက်ဘယ်နှပွဲရလဲဆိုတော့10ပွဲရရဲပေါ့เนาะအိမ်မှာလွတ်လွတ်ကူစားလို့ရပါပေါ့เนาะ လက်ဒီဒီစီမြေပို့ကြောင်မှာအကြိုက်ဆုံးကတော့လေဒီမြောင်မြမွင်းကားရယ်ခမင်းကြော်ရယ်ပို့ပြီးတော့ကြိုက်တယ်။ကျင်းနေဟာတော့ပုံမှန်လေးပဲပေါ့နော်ပုံမှန်ရတာပဲဒါပေမဲ့စားရတာဆင်ပြီးပါတယ်။ဆိုင်ခွဲလည်းရှိရယ်ရန်ကင်းရယ်ရှင်စက်မှုတင်တာမှလည်းဒီဇိုင်းရှိရယ်သူကတော့မနက်ပိုင်းကနေပြီးတော့ဒီကင်းဆက်တိုင်းလောက်ပဲရရယ်ဒါကတော့တနေ့ကုန်ရတာပေါ့နော်။မြန်းကြောက်ပုံလေးရောမြန်းကြော်လေးရောကောင်းတယ်။အင်းနောက်ကောင်းနေလိုက်တော့ လက်ကားတို့လည်းအခုလိုမျိုးစားကြလို့ရှိရင်ဒီဒီဘုရားကြောင့်လာခဲ့ပါလို့ဖိတ်ခေါ်ပါရယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်သူတွေမှာပြောပြပါမယ်နော်တက်တာ